CSO Academy ကိုအရက်ဖက်လူမှုအဖွဲ့အစည်းများ CSO ရရွာအခြေပြုအဖွဲ့အစည်းများ CBO လုပ်ငန်းအသီးသီးကစုံလင်ကွဲပြားတဲ့လူငယ်များအမျိုးသမီးများနဲ့လူငယ်နှင့်အမျိုးသမီးအဖွဲ့အစည်းများရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးနိုင်ဖို့လူထုအခြေပြုလုပ်ငန်းစဉ်တွေနဲ့အဖွဲ့အစည်းလုပ်ငန်းစဉ်များတိုးတက်စေဖို့ခင်းနဲ့အညီ digital အသွင်ကူးပြောင်းနိုင်ဖို့ လိုအပ်တဲ့အရင်းအမြစ်များကိုတံပိုးကူညီပေးနိုင်ဖို့အတွက်ရည်ရွယ်တည်ထောင်ထားပါတယ်။လက်ရှိတွင်နေဆက်ဒေသအပါအဝင်မြန်မာနိုင်ငံတွင်းကအဖွဲ့အစည်းများနဲ့ CSO များအလုံးအတွက်စဉ်ဆက်မပြတ်လည်လည်နိုင်စေရန်ဖွင့်လှစ်ထားတဲ့ CSO Academy E-learning and Development Platform အသေးစားငွေကြေးထောက်ပံ့မှုများ Microsoft Grant အခြားသောဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှုများကိုလှုံ့ဆော်ရရှိပါတယ်။ CSO Academy e-learning and development platform ပေါ်မှာဒုက္ခရေးဆွမ်းရည်တိုးတက်မှု personal development အဖွဲ့အစည်းတိုးတက်မှု si organizational development si ye အဖွဲ့အစည်းရည်ရှိတည်တံ့ရေး di sustainability digital အသွေးပြုပြောင်းရေးဆိုင်ရာကဏ္ဍပေါင်းစုံအတွက် business level intermediate level advanced level asin -myu alai. CSO nya kan me video သင်ခန်းစာများကို အလုတ်ခွင်မှာပြန်လည်အသုံးချနိုင်မယ်။ကရိယာများလက်တွေ့အခြေပြုတာဒကများနဲ့ကိုယ်ပိုင်အခြေပြုစနစ်ဖြင့်တက်ရောက်နိုင်တဲ့သင်တန်းတွေကိုအခမဲ့ခွင့်လင့်တင် जा ပေးရရှိပါတယ်။သင်တန်းများကို website မှာတစင်တက်ရောက်နိုင်သလို application ကို Play Store မှာ download ရယူပြီးလည်းတက်ရောက်နိုင်ပါတယ်။သင်ခန်းစာတွေကိုလေ့လာတဲ့အခါ free assessment, post assessment မိကွန်းတွေကိုဖြည့်ဆို့ပြီးမိမိလေ့လာထားတာတွေကိုလေ့လာဆန်းစစ်နိုင်ပါတယ်။ တင်နန်းများပြီးဆုံးအောင်တက်ရောက်ပြီးပါက CSO Academy ကပေးအပ်တဲ့တင်နန်းပြီးမြောက်ကြောင်းလက်မှတ်ကိုရရှိမှာဖြစ်ပါတယ်ဒီခုဆိုရင် CSO Academy မှာတင်နန်းပေါင်း60ကျော်ကိုဖွင့်လှစ်ထားပြီးတင်နန်းတက်ရောက်သူပေါင်း1000ကျော်နဲ့အထက်ရှိနေပါပြီ။ဒါအပြင်ရက်ရွာလူထုကိုယ်တိုင်ပါဝင်နိုင်တဲ့ Cyber လုံခြုံရေး၊ Pride Month အပြည်ပြည်ဆိုင်ရာလူငယ်များနေ့၊ပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အပြင်ခြားသောလူမှုကွန်ရက်လှုပ်ရှားမှု social media campaign များကိုလည်း CSO Academy မှနှစ်စဉ် intake အတိုက်လှုပ်ဆောင်ရရှိပါတယ်။အနာဂတ်တွင်မြန်မာနိုင်ငံတွင်မှသာမက ASEAN နိုင်ငံများမှရှိတဲ့ CSO များလူငယ်များအမျိုးသမီးများလူမှုအတိုင်းအဝိုင်းများအတွက်ပုံမကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေနဲ့ပံ့ပိုးကူညီနိုင်မယ့်အစီအစဉ်များကို CSO Academy မှဆက်လက်ဆောင်ရွက်သွားပါမည်။